ီ region လေးကတော့ပေါ့เนาะဒီအခုဒီ2025အဲ November ဒီဇင်ဘာနှစ်လပေါ့နော်ဒီနှစ်လမှာကိုကိုစောက်ရှောက်တယ်ကိုရဲ့အစောက်ရှောက်ကအဲကိုကိုသိစေချင်တာဗာလေးလေဆိုတာကိုကြည့်ပေးတဲ့ reading လေးပါဒီမှာဆိုလို့ရှိရင်ဖိုင်လေးသုံးခုရှိမယ်ဒီမှာဖိုင်1ဖိုင်2ဖိုင်3ဒီပုံလေးတွေကိုကြည့်ပြီးတော့လဲရွေးလို့ရတယ်ပေါ့နော်ဖိုင်1ကိုရွေးရတဲ့သူလေးတွေဆိုလို့ရှိရင်ဒီမှာက Polar Bear သူကကြတော့အဲဝတ်ဝင်လေးတွေပေါ့နော်ဝတ်ဝင်လေးအဲဖိုင်2ဖိုင်2လေးကတော့ horse သူကတော့မြင်းလေးပေါ့နော် Pine tree ကိုယူရတဲ့သူလေးကတော့ Lion ချင်းသေးတော့ဒါလေးကဝတ်ဝန်မြင်းချင်းသေးဆိုပြီးတော့လဲရွေးလို့ရပါတယ်1 2 3အာစိတ်ထဲမှာပေါ့နော်အဲကိုယ့်ရဲ့အဆောက်ရှောက်ကငါရဲ့အဆောက်ရှောက်ကငါ့ကိုဘာတွေသိစေချင်တာလဲငါ့ရဲ့ universe ငါ့ကို universe ကဘာတွေသိစေချင်တာလဲအဲ့လိုမျိုးလေးတွေးပြီးတော့ရွေးပြီးပါ အာအခုဆိုရင်ရွေးပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့ဒီဖိုင်းဝမ်းကိုရွေးတယ်ဝန်းဝန်လေးတွေကိုရွေးတယ်အားကိုအရင်ပြောပြပါမယ်ဒီဝန်းဝန်လေးတွေကိုတင်ရရွေးထားတယ်ဒီဖိုင်းဝမ်းကိုရွေးထားတယ်ဆိုလို့ရှိရင်ဖိုင်းဝမ်းလေးတွေอ่ะပေါ့เนาะဒီအခုနိုဝင်ဘာဒီဇင်ဘာနှစ်လမှာဆိုရင်ဒီ color bear ရဲ့သူ့ရဲ့ဒီပြောချင်တဲ့အဓိက message ကဘာလဲဆိုတော့ပေါ့เนาะဒီဟာကကို့ဘဝအခုချိန်မှာဒီပြောင်းလဲတဲ့အချိန်ကိုရောက်နေပြီဆိုတဲ့ပုံစံမျိုးပေါ့เนาะ ပြောရရင် change in your life ပေါ့เนาะအဲ့တော့ဒီပိုင်းဝမ်းကိုရွေးတဲ့ဒီတော်တော်များများကအခုလာမယ့်နိုဝင်ဘာနဲ့ဒီဇင်ဘာလကကိုယ့်အတွက်ကိုယ့်ရဲ့ဘဝမှာအပြောင်းလဲတွေဖြစ်လာမယ့်ကာလတစ်ခုဖြစ်တယ်။ဒါအဲ healing လုပ်ရမယ့်အချိန်တစ်ခုဖြစ်တယ်။ပြောရရင်ကုစားရမယ့်အချိန်တစ်ခုဖြစ်တယ်။အပြောင်းလဲဆိုတာမျိုးကအကောင်းဆုံးပြောင်းလဲခြင်းတွေလည်းဖြစ်နိုင်တယ်။ကိုယ်မလိုချင်တဲ့ပြောင်းလဲမှုတွေလည်းဖြစ်နိုင်တယ်။အဲ ြောင်းလဲမှုဆိုတာကောင်းသွားဟိုအကောင်းဘက်ကိုပြောင်းတဲ့ပြောင်းလဲမှုဆိုပေမဲ့လည်းလက်ရှိမှာအပြောင်းလဲတစ်ခုကိုကြုံရတဲ့လူတိုင်းလူတိုင်းကတော့ဒီအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ကုစားရတာမျိုးတွေရှိရဲ healing လုပ်ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီဖိုင်ဝမ်လေးတွေကကြတော့အဲ့လိုထဲမှာပါနေတယ်ပြီးတော့ကြတော့ဒီဖိုင်ဝမ်လေးတွေဒီ November December နှစ်လမှာပေါ့နော်ကိုကစိုးရိမ်စိတ်တွေရှိနေမယ်စိတ်အဲစိတ်ပိုင်းဆိုင်ရာပူပန်မှုလေးတွေရှိနေမယ်အဲ့ဒီအရာလေးတွေကို healing လုပ်ရမယ်အနေထားလေးလို့မြင်ပါတယ် အဲပြောရရင်တော့ဒီဖိုင်ဝမ်းလေးတွေကလေဒီအခုဒီနိုဝင်ဘာနဲ့ဒီဇင်ဘာကကြတော့ကို့ကိုဒီ challenge ခေါ်မဲ့လာတလာလို့ပြောလို့ရတယ်စိန်ခေါ်မှုတွေရှိနေတယ်အဲဘယ်လိုပြောရမလဲဒီစိန်ခေါ်မှုတွေอ่ะဗောနော်ကို့ကိုအဲတင် जा ပေးတယ် how ဘယ်လိုပြောရမလဲဆိုတော့ကို့ကိုကိုဗောနော်ကို့ကိုကိုဘယ်လိုယုံကြည်ရမလဲကို့ကိုကိုကို့မှာ ကိုလုံနိုင်တဲ့ရည်ချင်းတွေစွမ်းရည်ရှိတယ်အဲ့ဒီအရာတွေကိုကိုအရင်တော့မယုံမကြည်နဲ့မလုပ်ခဲ့တဲ့အရာတွေကိုအခုအချိန်မှာ ကိုယုံကြည်ရတော့မယ်ဒီအရင်ကိုရဲ့ဒီလုံလုံနိုင်စွမ်းတွေအပေါ်မှာလဲတန်တရားမရှိဘဲနဲ့လုံနိုင်တော့မယ်ပေါ့နော်အဲအဲ့လိုအနေအထားမျိုးလေးကိုပြောတာပါအဲဒါကကြတော့ဒီ ဖိုင်ဝမ်ကိုရေးတဲ့သူလေးတွေရဲ့နိုဝင်ဘာနဲ့ဒီဇင်ဘာနှစ်လအတွင်းမှာကိုကိုဒါကိုရဲ့အဆောက်အအုံကသိစီချင်တာလေးတွေပါပြောချင်တာကတော့သူကပေါ့နော်ဟီလင်းလုံးရမယ့်ကာလဖြစ်တယ်ကိုဘွားမှာ changes တကူရှိလာလိမ့်မယ်အဲ့ဒီအရာလေးကိုရင်ဆိုင်နိုင်ဖို့လိုတယ်ပေါ့နော်ဒီ pine to lay horse ပေါ့နော်မြင်းလေးကိုရွေးထားတဲ့သူလေးတွေမြင်းလေးကိုရွေးထားတဲ့သူလေးတွေရဲ့အခုလာမဲ့နိုဝင်ဘာဒီဇင်ဘာနှစ်လအတွင်းမှာအဲသူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ ဒီဖိုင်းတူးလေးတွေကနည်းနည်းလေးအလုံးရှုံနေတာများတယ်ပေါ့နော်ပြောရရင်သူ့များအတွက်တွေကို့အတွက်တွေကို့အတွက်ကနဲမယ်သူ့များအတွက်ကိုပို့ပြီးတော့အလုံးရှုံနေတဲ့သူလေးတွေများမယ်လို့အဲ energy ရတယ်ပေါ့နော်ဒီဖိုင်းတူးလေးတွေကကြတော့အဲနိုဝင်ဘာဒီဇင်ဘာမှာပြောင်းလဲလေးတွေရှိနိုင်တယ် transformation ကာလလေးဖြစ်နေတယ်ပဲပြီးတော့ကြတော့ကို့ရဲ့ပေါ့နော်ကို့မှာဒီမြင်းဆိုတဲ့အတိုင်းပဲမြင်းနေမှာ သူတို့ဒီ ြေးတဲ့အခါမျိုးသူတို့မှလည်းသူတို့စွမ်းအားရှိတယ်ပေါ့နော်မြင်းနေအရန်တန်နဲ့မြင်းနေအဲ့လိုမျိုးဒီကိုဒီလူတွေကြားထဲမှာတော့ပြောနေတဲ့စကားလေးတွေရှိရယ်ပေါ့နော်အဲ့ဒီလူမျိုးပဲဒီ find two ကိုရွေးလိုက်တဲ့သူလေးတွေကကိုယ့်ရဲ့ပေါ့နော် higher energy ကိုယ်မှာရှိနေတဲ့အမြင့်ဆုံးစွမ်းရည်လုံနိုင်ဆုံးအနေအထားတစ်ခုကိုအရင်တုန်းကမသိခဲ့ဘူးမမြင်ခဲ့ဘူးမလုပ်ခဲ့ဘူးဆိုရင်တော့အခုဒီ November December လတည်ကိုယ့်အတွက်ဒီ transformation color ဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ higher energy တွေကိုသွားပြီးတော့ချိတ်ဆက်မိတဲ့အနေအထား ကိုရောက်မယ်ပေါ့နော်အဲ့တော့ဒါကောင်းတယ်လို့ပြောလို့ရတယ်ကိုမမြင်နေတဲ့အရေးချင်းတွေကိုကိုမြင်ရတော့မယ်ကိုသုံးရတော့မယ်အဲ့လိုမျိုးကိုကျွမ်းကျင်တဲ့အရာတွေကိုကိုမြင်ရတော့မယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဒီအမ်ကို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 ပေါ့နော်အဲအနေရလေးပေးရမယ်ကိုကအရန်သူများအတွက်ဦးစားပေးလို့နေတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီနိုဝင်ဘာနဲ့ဒီဇင်ဘာလမှာကိုကိုကို အဲစပီလီပီးပေါ့နော်ငါအဲငါအတွက်လည်းအချိန်လိုအပ်တယ်ငါကငါလည်းလုံးချင်တာတွေလုပ်ဖို့ငါဖြစ်ချင်တာလေးတွေဖြစ်ဖို့အတွက်အဲ့ဒါလေးတွေလိုအပ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလေးတွေအဲတွေးပြီးတော့လုပ်ပေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ ဖိုင်းတူးကိုရွေးထားတဲ့သူလေးတွေပါတော့ကိုကအဲ့ဒီဘက်ကိုရောက်သွားပြီဆိုလို့ရှိရင်ကိုရဲ့ခုန higher energy နဲ့ကိုကော်ဒန်ရှင်မိသွားပြီဆက်ဆက်မိသွားပြီဆိုတာနဲ့ကိုကကိုရဲ့ဒီအရင်ကပေါ့နော်ကိုဟိုတက်တောင့်တက်တာနေခဲ့တာမျိုးပဲဖြစ်ဖြစ်အရင်တုန်းကဒီကိုရေချင်းတွေကိုမသိခင်တုန်းကပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလူမျိုးဘက်တွေကိုကိုကလုံးဝပြန်ပြီးတော့အော် သွားတာမျိုးအဲ can't go back ပေါ့နော်ပြန်ပြီးတော့မသွားနိုင်တော့ဘူးအဲ့လိုအနေထားမျိုးလေးတွေအဲကိုကပြောရမယ်ဆိုပို့ပြီးတော့အောင်မြင်လာတဲ့ပုံစံမျိုးလေးတွေဒီ transformation ဒီအဲလူတိုင်းလူတိုင်းမှာပေါ့နော်တချို့ဒီအရာတွေကလေဘယ်လိုပြောရမလဲ things were not ever same လို့ပဲပြောရမှာပေါ့ဘယ်တော့အမြဲတမ်းတော့ တူညီတာတွေပဲဖြစ်မလာဘူးအဲ့တော့ဒီဖိုင်းထူးလေးတွေကကြတော့ transformation color ဖြစ်တဲ့အပြင် transformation color မှာလူတွေက ending ဖြစ်ပြီးတော့ beginning ဖြစ်သွားတာမျိုးအဲမွေးဖွားလာတာမျိုး grow up ဖြစ်လာတာမျိုးအဲ့ဒီလိုမျိုးလေးရှိတယ်ပေါ့နော်ဒါကတော့နိုဝင်ဘာနဲ့ဒီဇင်ဘာမှာဖြစ်လာမယ့်ဖိုင်းထူးလေးတွေကိုရွေးချယ်ထားတဲ့သူလေးတွေအတွက်ပါ pine tree lion လေးကိုရွေးထားတဲ့သူလေးတွေပေါ့เนาะဒီဟာလေးတွေကဒီ lion ကိုရွေးထားတဲ့သူလေးတွေကကြတော့ um သူကကြတော့အဓိကပြောချင်တာကဒီနိုဝင်ဘာနဲ့ဒီဇင်ဘာလတဲ့မှာပေါ့နော်ကိုယ့်ရဲ့အဆောက်အအုံကိုပြောချင်တာကိုကကိုဖြစ်ချင်တဲ့ကိုးတွေရှိတယ်ကိုလှုပ်ချင်တာတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုမင်းယော့နေတယ်မလှုပ်ဖြစ်ဘူးအဲလုံးဝလုံးဝနဲ့လေအဲ့လို reason တွေပေးပြီးတော့ပဲကြော်ွားတာတွေများတယ်အဲ့တော့ဒီຢာကတတိပေးစီခြင်းနဲ့ပေါ့နော်ဒီခက်ကကြတော့ကိုကိုကို သူကဒီဒီ lion ကသူ့ရဲ့ဒီ energy ကကြတော့အမြဲတမ်းကိုကူကိုပေါ့နော် remind လုပ်နေရမယ်ငါလှုပ်ချင်တဲ့ဓာတ်ရီရှိတယ်ဒီ goal တွေရှိတယ်ငါလှုပ်ချင်တဲ့ဒီ plan လေးကိုငါရအောင်လုပ်မယ်ဘလို့လေးစီစဉ်မယ် ဆိုပြီးတော့ကိုကုကိုအဲ့လိုမျိုးအမြဲတမ်းတတိပေးနေရမယ် remind လုပ်နေရမယ်ပြီးတော့ကိုကိုလှုပ်ချင်တဲ့ဟာကိုသွားဖို့အတွက်ကိုတစင်ပြီးတစင်သွားနိုင်မှုအတွက်စူးစမ်းရမယ်ဒီ find 3ကိုရွေးရတဲ့သူတော်တော်များများသည်ဒီ zoria sign နေထဲမှာဆိုရင် leo လေးတွေဖြစ်ဖို့များတယ်ပေါ့နော်ကိုကတကယ်လို့ find 3ကိုရွေးတယ်ကိုကလည်းတကယ် leo ဆိုရင် comment လေးမှာမှတ်မိပါအောင်နော်ဒါဆိုကိုနဲ့ energy တော်တော်လေးကိုကြိုက်တယ်ပေါ့ကိုက leo မဟုတ်ဘူးဆိုရင်လည်းမကြိုက်ဘူးမဟုတ်ဘူးကြိုက်တယ်ဒါပေမဲ့ leo ဆိုရင်တော့ပို့ပြီးတော့ energy 100%ကြိုက်နေနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ ဖိုင်း3လေးတွေကိုရွှေ့တဲ့သူကသူကမိသားစုကိုကာကွယ်တဲ့သူတွေဖြစ်ဖို့များတယ်။မိသားစုမှာကိုကဥဆောင်တဲ့သူဖြစ်ဖို့များတယ်။ကိုမိသားစုကကိုကိုပဲမိခိုးနေတယ်ပေါ့နော်။ကိုကပဲအဲမိသားစုအတွက် leader ဖြစ်တယ်ဥဆောင်တယ်ကာကွယ်တယ်တခုဆိုရင်လည်းကိုပဲအဲငွေကြီးရောအကုန်လုံးပေါ့နော်။အဲအကုန်လုံးကိုပဲဥဆောင်ပြီးတော့ဖြည့်ရှင်းနေရတဲ့သူမျိုးများပါတယ်ဒီဖိုင်း3လေးတွေက။ပြောရရင်ဒီဖိုင်း3လေးတွေကအဲ ကိုကိုကိုမေ့နေတာပေါ့နော်ကိုလှုပ်ရှင်တဲ့အရာတွေရှိတဲ့ဟာကိုမေ့နေတဲ့အတွက်သူက remind လုပ်စေချင်တာပြီးတော့ကိုကိုဒီလိုမျိုးကြီးမေ့ပြီးတော့ဒီလိုမျိုးကြီးဒီတက်တောင့်တတားကြီးသွားနေတဲ့ဒီဇုံကြီးကနေပြီးတော့ comfort zone နဲ့ကနေကိုကို wake up ဖြစ်စေချင်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒါ find through ရွေးထားတဲ့သူလေးတွေရဲ့အဲကိုရဲ့အဆောက်ရှောက် universe ကကိုကိုသိစေချင်တာလေးတွေပါ ကိုရွေးထားတဲ့ဖိုင်းလေးတွေကိုလည်း comment မှာရေးပြပါအောင်နော် အဲ personal reading လေးတွေကိုစိတ်ဝင်စားလို့အဲမေးချင်တယ်ဆိုရင် the hatar page manager မှာ booking လို့ရပါတယ်ကျေးဇူးတင်ပါတယ်